ဟင်းဝေရန်ကြောင့်မကြေကွဲတော့ပဲအစင်းလေးနဲ့ချစ်သူဖြစ်နိုင်ခြေရှိတဲ့ဝိုင်းစုခိုင်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လတ်တလောမှာဟင်းဝေရန်ကဆိုပြည့်သစင်နဲ့လက်ထပ်ပွဲရေးစီစဉ်နေတာကြောင့်ဝိုင်းစုခိုင်တဲ့ကိုတနာနေကြတာဖြစ်ပါတယ်။ဝိုင်းစုခိုင်တဲ့ကိုအားလုံးကတနာနေကြပြီမဲ့သူမကတော့မကြေကွဲနေတော့ပါဘူး။ဟင်းဝေရန်ကိုစိတ်နာတဲ့စိတ်နဲ့ဖြတ်တန်းခဲ့ပြီးပြီမဲ့အခုချိန်မှာဘာမှမခံစားရအောင်ပြော့ပြထားတာပါ။ဒါအပြင်ဝိုင်းစုခိုင်တဲ့ကချစ်သူကောင်းလေးအသေးရတော့မယ်လို့တော့ထင်နေကြတာဖြစ်ပါတယ်။ မိုင်းစုခိုင်သိန်းကိုလက်ရှိမှာနှကန်းဒီမာလီတွေဝိုင်းဝိုင်းလဲနေတဲ့အစင်းလေးနဲ့ချက်သူဖြစ်ဖို့တိုက်တွန်းနေကြတာဖြစ်ပါတယ်။အဆိုပါအစင်းလေးကတခြားသူမဟုတ်ပဲမကြသေးခင်ကမှထွက်ရှိထားတယ်။မတော်တဆတခြင်းလေးကတရုတ်ဆောင်ဖြစ်ပါတယ်။မတော်တဆတခြင်းလေးကထွက်တာမကြသေးပြီမေ။ပရိသတ်တွေကြအရန်ပေါက်နေတာပါ။တခြင်းစားသားတွေကလည်းအရန်ကိုကောင်းသလိုပါဝင်ထားတဲ့တရုတ်ဆောင်ကြောင့်လည်းနာမည်ကြီးနေတာဖြစ်ပါတယ်။မိုင်းစုခိုင်သိန်းကသူ့တခြင်းလေးမှာတရုတ်ဆောင်မှုအတွက်မင်းသားကိုသူကိုယ်တိုင်လိုက်ရှာခဲ့ပါတယ်။ လိုက်ရှာတဲ့နေရာမှာအမင်းသားအတွက်သူ့အကောင့်ထဲမှာ model လုပ်နေတဲ့သူတယောက်ကိုဆက်သွဲခဲ့တာဖြစ်ပါတယ်။ဒူအောင်ဝေဆိုတဲ့ model လေးကိုတွေ့ရှိကသူ့ဘက်ကနေစတင်ကန်လန်းခဲ့တာပါ။ဒူအောင်ဝေကမျက်ကောင်းကိုတစ်ချက်ဖြတ်တာကကျစ်စရာကောင်းတဲ့ပုံစံလေးဖြစ်နေတာမို့ဝိုင်စုကသူ့ရိုက်ချင်တဲ့ပုံစံနဲ့အကိုက်ဖြစ်နေခဲ့တာပါ။ဝိုင်စုကသူ့တချင်လေးကိုတတူစရာတယောက်နဲ့အချက်ဆက်လန်းပုံစံလေးဖန်တီးချင်တာပါ။ဒါကြောင့်မို့ဒူအောင်ဝေနဲ့ရိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ သူမျောလင်းထားသလိုပဲတချင်းကလည်းတကယ်ကိုအောင်မြင်ခဲ့ပါတယ်။တချင်းကိုကြိုက်ကြသလိုကောင်းလေးကိုလည်းသဘောကျနေကြတာပါ။အစင်ချောလေးဆိုပြီးစိတ်ဝင်စားကအနိုင်ကြတာလေးဖြစ်ပါတယ်။သူအောင်ဝီကိုစိတ်ဝင်စားတဲ့နှကန်းဒီမလေးတွေလည်းများနေတာပါ။ပြီးခဲ့တဲ့ရက်ကရှိုးပွဲမှာလည်းဝိုင်းစုခန်းသိန်းကသူအောင်ဝီကိုပွဲထုတ်ခဲ့ပါတယ်။တချင်းဆိုတဲ့အချိန်မှာဘေးနားမှာရှိနေခိုင်းနေတာပါ။အစင်ချောလေးကိုစင်မော့တင်လိုက်လို့အားလုံးကလည်းအာကနေဟင်ကနေဖြစ်နေတာပါ။ဒါအပြင်ဝိုင်းစုခိုင်းတဲ့ကို ထူးအောင်ဝင်တဲ့သဘောတူနေကြတာဖြစ်ပါတယ်။မကောင်းတဲ့အီစာဟောင်းတွေကြောင့်မပိုးဆွေးတော့ပဲငငယ်ချောချောနဲ့ကောင်းလေးတွေနဲ့သာအသာရပါတော့လို့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပြင်ဝိုင်းဆွေးခိုင်းတဲ့ကလည်းထူးအောင်ဝင်ကိုတန်နိုင်တဲ့လောက်လက်တွဲခေါ်ပေးနေတာဖြစ်ပါတယ်။ဒါအပြင်ထူးအောင်ဝင်နဲ့အင်တာဗျူးဖြစ်တဲ့အချိန်မှာလည်းအချင်းဟောင်းကြောင့်မပိုးဆွေးတော့ပဲအခုချိန်မှာအရန်ကိုပျော်ရွှင်နေပါပြီလို့ပြောနေကြတာဖြစ်ပါတယ်။ထူးအောင်ဝင်ကမော်ရယ်အနေနဲ့ခြေလန်းစားကတည်ယူဆောင်လောကကိုတိုးဝင်နေတာဖြစ်ပါတယ်။ မိုင်းစုခိုင်သိမ်းတဲ့ chemistry ကလည်းမိတာမို့နောက်ထပ်အလုပ်အတူတူတွဲလုပ်နိုင်တယ်လို့ခံမှန်းနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့အထူးအဝင်တဲ့ဝိုင်းစုခိုင်သိမ်းကိုတွဲလိုက်ပါလို့တိုက်တွန်းနေကြတာပါ။သူတို့နေရာကိုချစ်သူတွေဖြစ်သွားမလားဆိုတော့အဆောင်ကြီးကြရတော့မှာပါ။ဝိုင်းစုခိုင်သိမ်းကအခုလက်ရှိမှာချစ်သူကောင်းလေးလည်းမရှိသေးပါဘူး။တယောက်တည်းဘဝနဲ့ပျော်အောင်နေနေတာပါ။ဒါအပြင်ဝိုင်းစုကအစိုးလောကမှာဘုရင်တဆူဆိုတာကိုလည်းချပြကတဟုံတို့ပြန်အောင်မြင်နေတာပါ။မတော်တဆတခြင်းကလည်းအောင်မြင်တယ်လို့မကြခင်မှာ နောက်ထပ်တခြင်းတစ်ပုတ်ထပ်ထွက်အောင်မှဖြစ်ပါတယ်။အဆိုပါတခြင်းကလည်းဟေးဝရန်နဲ့တိုက်ဆိုင်တဲ့တခြင်းတစ်ပုတ်ဖြစ်နေတာမို့အတော်လေးကိုအောင်မြင်အောင်မှလို့ခံမှန်းနေကြတာပါ။မိုင်းစုခိုင်းတဲ့ကတခြင်းတွေကိုဘယ်သူမှစောင်းဆိုတာမဟုတ်ပေ။တခြင်းထုတ်တဲ့အချိန်မှာတိုက်ဆိုင်သွားတာလည်းဖြစ်ပါတယ်။ကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကလည်းဝိုင်းစုခိုင်တဲ့ကိုသူအောင်ရင်းနဲ့သဘောတူလာဆိုတဲ့အပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။